ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ30ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမဆုံးတင်ဆက်ပေးကြတာကတော့အရက်မှုရန်ဖြစ်ပြီးဖနှက်နဲ့ပေါက်ရမကြန့်ခံရေးဆိုင်ဖို့ပြေးသွားတဲ့အတွက်လူနှအူးကိုဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်ကြီးမြင့်တိုင်မြို့နယ်စိတ်ကြီးဦးမြ90ရက်ကွက်မှာ နိုဝင်ဘာလ29ရက်နေ့ည9:00နာရီကရန်မူးပြည်ရန်ဖြစ်ရင်ဖနက်နဲ့ပေါက်လို့ကြံ့ခိုင်ရေးပါတီရဲ့မဲဆွယ်ဆိုင်ဘုတ်ပြေးသွားတော့ကြောင်းလူနှစ်ယောက်ကိုစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကနေသိရှိရပါတယ်။အရက်မူးနေသူ၂ယောက်ရန်ဖြစ်ရင်ဖနက်နဲ့ပေါက်တာမှာအနာကကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းဆိုင်ဘုတ်ကိုထိပြီးပြေးသွားတဲ့အတွက်ကြံ့ခိုင်ရေးပါတီဝင်တွေကရေစကန်ကိုအကြောင်းကြားပြီးဖမ်းခံလိုက်တာလို့ဒေသခံတယောက်ကပြောပါတယ်။ရက်သမား၂ယောက်စကားများပြီးဖနက်နဲ့ပေါက်လိုက်တာကိုယ်စားလှယ်လောင်းဆိုင်ဘုတ်ပြေးသွားတယ်။ မတော်တဆဖြစ်တာကိုကြန့်ခံရေးပါတီဝင်တွေကရေစကန်ကိုဖုံးဆက်ပြီးဖမ်းခိုင်းတာမကြဘူးရဲတွေရောက်လာပြီးဖမ်းသွားတယ်လို့ပြောပါတယ်။အဲ့ဒီလူနှစ်ယောက်ကိုနိုဝင်ဘာလ28ရက်နေ့မှာကြန့်ခံရေးပါတီရဲ့မြို့သားလွတ်တော်ကူစလေလောင်းဦးအောင်ဝင်းတန်းကကြီးမြတ်တဲ့ရေစကန်မှာရွေးကောက်ပွဲဥပဒေပုံမှန်24ကကြီးနဲ့အမှုပွင့်ခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။တကယ်ဖြစ်စည်းကျင်တဲ့စိတ်နဲ့လှုပ်လို့အမှုပွင့်ရင်တော်သေးတယ်မတော်တဆဖြစ်တာအဲ့ဒီလိုဖြစ်သွားတဲ့အတွက်မိသားစုဝင်တွေကပါတောင်းပန်တယ်။ ဆိုင်ဘုတ်ဖိုးလေးရော်ပြီးဖတ်မယ်ဆိုတာမရဘူးပါတီဝင်တွေကမသိရင်တောင်ကုစလေတွေကနားလေပေးရမှာပေါ့ဒါကိုကုစလေလောင်းကိုတိုင်ရေစကန်မှာအမှုလောက်ဖွင့်တယ်လို့ဆိုပါတယ်နိုဝင်ဘာလ26ရက်နေ့ကလည်းပဲခူးတိုင်းပေါန်တလေမြို့နယ်မှာကြံခံရေးပါတီမဲဆွယ်ဆိုင်ဘုတ်လေးကြလို့ဂျီမောမီသူအသက်60အရွယ်တက်ကြီးပိုင်းအမျိုးသားတယောက်ကိုစစ်ကောင်စီလက်အောက်ကရဲတွေကဖမ်းဆီးခဲ့ပါတယ်လက်ရှိမြန်မာနိုင်ငံတဝန်းမှာစစ်ကောင်စီကဖမ်းဆီးပြီးရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားသူအသက်16ကနေ ချောက်စေချောက်အရွယ်တိအမျိုးသားအမျိုးသမီးတရားကျော်ရှိနေပါတယ်စစ်ကောင်စီဟာသူတို့လုံမဲ့ရွေးကောက်ပွဲကိုကာကွယ်ဖို့ဥပဒေထုတ်ပြီးနောက်ပိုင်းရွေးကောက်ပွဲကော်မရှင်ရုံးအကူနဲ့စိုက်ကေတိုက်မိပြီးလက်သီးနဲ့ထိုးခဲ့သူ Facebook မှာဝေဖန်တဲ့သူအကြောင်းအမျိုးမျိုးနဲ့မဲဆွေဆိုင်ဖို့ပြစ်စည်းစေခဲ့သူတွေကိုလည်းဖမ်းဆီးထောင်ချနေတာဖြစ်ပါတယ်အာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ဒေါက်တာဆဆဦးဆောင်ပြီးချင်းပညာတက်လူငယ်များပါဝင်တဲ့ IPFD Institute ဖွဲ့စည်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆကမြို့သားညီညွတ်ရေးအစိုးရ NUG ကနေနှုတ်ထွက်ပြီးနောက် American ရောက်ချင်းပညာတက်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPFD ကိုဖွဲ့စည်းလိုက်တယ်လို့ဆိုပါတယ်။ IPFD ဟာ American အစိုးရစီမံမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ ဘန်ဒါရီအတွက်တရားဝင်ပန်စီရင်ကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ American ပြည်ထောင်စုမှဒီ institution ကိုတည်ထောင်သလို Britain, Australia တို့အပေါင်းအဝင်မြန်မာအတိုင်းအဝိုင်းအများအပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရှိရပါတယ်။ IPF ဒီမှာ institution လမ်းစဉ်၃ရက်ခြားထားပြီးအုတ်ချုပ်ရေး lobby နဲ့စီယုံရေး vendor ရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ် institution တည်ထောင်ပြီးနောက် မြင်သားတဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူတို့အမြင်သဘောထားကောက်ယူမဲ့ True Choice မြန်မာ application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ဒေါက်တာဆဆာကဒီတော်လိုင်းကြီးကိုလုတဲ့အခါမှာအလူငွေရှိတဲ့အခါမှာစစ်သွားတိုက်တယ်။အလူငွေမရှိတဲ့အခါနောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံနဲ့ကတော့ဒီတော်လိုင်းကြီးကသွားလို့မရတော့ဘူး။ငွေကြေးနဲ့စီးပွားရေးလုပ်ငန်းစဉ်လိုလာတယ်ဆိုတော့ institution ၃ခုရှိတယ်။နံပါတ်၁ institution ကတော့အုပ်ချုပ်ရေး institution ဖြစ်တယ်။ နံပါတ်2ကတော့ lobby နဲ့စီယုံရေး institution ဖြစ်တယ်။နံပါတ်3ကတော့ vendor ရေးနဲ့စီးပွားရေး institution ဖြစ်တယ်ဆိုတော့အတူကျုံနဲ့ကျွန်တော်တို့မိတ်ဆက်ချင်ပါတယ်။အခုကအဲ့ဒီလုံမမတော်ဘူးဆိုရင်တော်လန်ရေးကဆက်သွားလို့မရတော့ဘူး။နံပါတ်1တယံဇာတအရေးမြစ်တွေရရှိရေးကိုသွားမှာဖြစ်ပါတယ်နံပါတ်2တယံဇာတအရေးမြစ်တွေရပြီဆိုတာနဲ့ကျွန်တော်တို့ကတပ်ပေါင်းစုကိုဖွဲ့ဖို့လိုအပ်လာပါတယ်နံပါတ်3ကစစ်အနိုင်တိုက်ရေးကိုသွားဖို့လိုပါတယ်နံပါတ်4က ဒါပြင်ဖွဲ့စည်းပုံခြေကံဥပဒေအသစ်ရေးဆွဲရေးနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးပေါ့နံပါတ်5အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United States of Myanmar USM ဆိုတာကိုကျွန်တော်တို့ဟာကြည်ကြည်လောင်လောင်နဲ့နိုင်ငံတကာမှာအော်ဖို့လိုလာပါတယ်လို့ပြောပါတယ် American ပြည်တော်စုမှ IPFD ကိုထူထောင်တာဟာစစ်ကောင်စီရဲ့ခြေလန်းတွေကိုစနစ်တကျတုံ့ပြန်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီက American ပြည်တော်စုက lobby company တွေကိုဒေါ်လာတန်းချီပေးငှားရမ်းထားပြီးဒီ lobby လုပ်ငန်းတွေမှာအလုပ်လုပ်ကိုင်နေတဲ့ ပညာတတ်လူငယ်တွေရဲ့ခြေလှမ်းတွေကိုရှင်ပြိုင်နိုင်ဖို့တော်လိုင်းအင်အားစုတွေဘက်ကလည်းလူငယ်ပညာတတ်တွေရဲ့အားကိုလိုအပ်နေတာဖြစ်ပါတယ်။ IPFD ရဲ့ဥက္ကဋ္ဌရုံးသလော့ကမြန်မာနိုင်ငံမှာအခုအချိန်ထိကောင်းလာပြီးမြန်မာနိုင်ငံမှာလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲရှိလာပြီးတကယ်တော့ပြည်ထောင်စုပြည်ထောင်ခတ်တွေကအများကြီးရှိနေတာဒါပေမဲ့အမိမိလုံခြုံရေးဝန်ကြီးဌာနစီကတီးကြီးညာချက်ထွက်လာတယ်။ဒါကတကယ်တော့သူတို့စီကထွက်လာတဲ့အချက်လည်းမဟုတ်ဘူး။စစ်တပ်ကပတ်ဆက်ပေးထားတဲ့ lobby company စီကထွက်လာတာ ဲ့ဒီတော့ lobby company ကဒီကြေညာချက်ကိုပြုတ်လုလိုက်တာလို့ပြောလို့ရတယ် lobby company က TPS ကန်စားကွေးကိုကျွန်တော်တို့စီကနေဖိထုတ်လိုက်တာဖြစ်ပါတယ်စစ်တပ်စီမှရှိနေတဲ့မဟာပြူဟာဒါကိုကျွန်တော်တို့ကတုံ့ပြန်ဖို့လိုပါတယ်လို့ပြောပါတယ်ဒေါက်တာဆဆဖွဲ့စည်းလိုက်တဲ့ institution မှာဥဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရှိရပါတယ်ဒေါက်တာဆဆပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟာ NUG အစိုးရကရှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာလက်ရှိအချိန်ထက်ပိုလွတ်လပ်တဲ့အချိန်နဲ့တော်လိုင်းရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာကြောင့်ယာရုကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တယ်လို့ဒေါက်တာဆဆာကရှင်းလင်းပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဗမောက်မျိုးတွေကိုပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့စစ်တပ်နဲ့ SN တွေတိုက်စုံထိခိုက်သူများလို့ပြန်ဆုပ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဗမောက်မြို့တဲကိုဝင်ဖို့ကြိုးစားနေတယ်စစ်တပ်နဲ့ရှမ်းပြည်တပ် SND တပ်တွေကိုတော်လန်ကြီးတပ်တွေကခုခံတိုက်ခိုက်နေတာကြောင့်စစ်အုပ်စုဘက်မှတိုက်စုံထိခိုက်မှုတွေများနေတယ်လို့ရှီတန်တရရှိမြစ်တချို့ကလူလူနေဦးကိုပြောပါတယ်နေစဉ်ဒီပါလေချောင်းပစ်ကူနဲ့မြို့တွေကိုဝင်ရောက်နိုင်ဖို့ကြိုးစားနေပေမယ့်တိုက်စုံသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုတဲပြီးစစ်အုပ်စုကပြန်ဆုံနေရတယ်လို့ဆိုပါတယ်နိုင်ပိုင်းလောက်နဲ့စစ်ရောက်လောက်တည်တာလို့ရှီတန်ရဲဘော်တအူးကဗမောက်တိုက်ပွဲလက်ရှိအခြေအနေကိုရှင်းပြပါတယ် နိုဝင်ဘာလ18ရက်နေ့ကဗမောက်မြို့အနီးကနတ်တလနေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတင်းနေကြောင်းကိုစစ်အုပ်စုကပြန်ရပြီးမြို့လဲကိုဝင်နိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။နတ်တလဂုံးကိုခန့်စစ်အသေးချပြင်ထားတယ်။မြို့လဲကတ်တယ်၊ကတ်မရတော့နတ်တလဘက် ပြန်ဆုတ်တယ်လို့ဗမောက်စီတရင်ချင်းမြစ်ကပြောပါတယ်။နိုဝင်ဘာလအတွင်းကဗမောက်တိုက်ပွဲတွေမှာစစ်အုပ်စုစီကအသေးခံ drone တွေတင်ဆက်ရရှိခဲ့ပြီးဗက်ပြောင်းခေလုံလာတဲ့ SN အဖွဲ့ဝင်တချို့ပါရှိတယ်လို့သိရှိရပါတယ်။ မြို့အနောက်ဘက်ချင်းကနေတမျက်ထိုးစစ်ဆင်လာတဲ့စစ်တကအင်းအား900ဝန်းကျင်ရှိနိုင်ပြီးစကိုင်းချေဆိုင်တက်မှတုံးလောက်ကန်တရင်တချို့ကိုအပြည့်ထားတဲ့ပြင်အရင်မြို့နယ်အတွင်းကတက်ဆွဲခဲ့တဲ့တက်မှခွန်ခွန်လောက်ကန်တရင်တွေလည်းပါဝင်နေတယ်လို့စီးရီတရင်ချင်းမြစ်တွေကပြောထားပါတယ်။ဗမောက်မြို့ကိုအမတ်တစ်စစ်တေတာကုတ်ကင်းမှုနဲ့ PDF တွေအပါအဝင်တော်လန်ရေးတပ်တွေကစက်တင်ဘာလ20ရက်နေ့မှာတင်ပိုက်ခဲ့တာပါ။စစ်တပ်ကအင်အားထပ်ဖြည့်ပြီးလေကြောင်းပစ်ကူတုံးကမြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ စီရေးအခြေအနေတွေအတွက်မမောက်မြတ်မှရက်ကက်သက်မရှိညမထွက်ရအမိကိုကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့ဒါရိုက်တာမိုက်တီဟာတာတေယုဆောင်အွန်တိုင်းနဲ့ဇပိုတေယုဆောင်ကျုံဝင်းထွတ်တွေကိုစစ်တကရွေးကောက်ပွဲနောက်ရှက်မှုနဲ့ထောင်တန်း9နှစ်စီချမှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တကဒါရိုက်တာမိုက်တီဟာတာတေယုဆောင်အွန်တိုင်းနဲ့ဇပိုတေယုဆောင်ကျုံဝင်းထွတ်တွေကိုစစ်တကရွေးကောက်ပွဲနောက်ရှက်မှုနဲ့ ထောင်ဒဏ်9နှစ်စီချမှတ်လိုက်ကြောင်းအမှုပညာတရင်ရင်းမြစ်ကပြောဆိုပါရယ်။နိုဝင်ဘာလ25ရက်နေ့မှာဟာတာတယုဆောင်အုံတိုင်းကိုတောင်တကုံမြို့နယ်တရားရုံးကထောင်ဒဏ်9နှစ်နိုဝင်ဘာလ28ရက်နေ့မှာလဲဒါရိုက်တာမိုက်တီကိုရန်ကင်းတရားရုံးကထောင်ဒဏ်9နှစ်နိုဝင်ဘာလ28ရက်နေ့မှာဗဟန်းမြို့နယ်တရားရုံးကတယုဆောင်ကျော်ဝင်းထွတ်ကိုထောင်ဒဏ်9နှစ်ချမှတ်ခဲ့ကြောင်းသိရှိရပါရယ်။အကြံပတ်စစ်တပ်ရဲ့လိန်လယ်ဝါဒဖြန့်စကားဖြစ်တဲ့ ်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့တရုတ်ဆောင်များကိုဝေဖန်တယ်လို့ဆိုကာဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောစပုတ်တရုတ်ဆောင်ကျဝင်းထွတ်ခေါ်ဂျော်မင်းထွတ်နဲ့ဟာတာတရုတ်ဆောင် အုံတိုင်းခေါ်ဇော်မင်းတို့ကိုအော်တိုဘားလ28ရက်နေ့ကစစ်တကဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ယုံချင်းတချင်းတင်းနဲ့ပဲပြစ်ဒဏ်ချတယ်။တရားဥပဒေအရခုခံပိုင်ကွင်းနဲ့ရှေ့နေတွင်ငှားကွယ်မရပါဘူးလို့အမှုပညာသတင်းရှိမြစ်ကဆိုပါတယ်။ရွေးကောက်ပွဲနောက်ရှဟန်တာဖြစ်စည်းခြင်းကာကွယ်ရေးဥပဒေပုံမှန် 23ကကြီးနဲ့အမြင့်ဆုံးထောင်ဒဏ်9နှစ်ကိုကျမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါရိုက်တာမိုက်တီက2021ခုနှစ်အတွင်းစစ်အုပ်စုကိုဝေဖန်ခဲ့တဲ့အတွက်နိုင်ငံရေးပုံမှန်905ကကြီးနဲ့2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာခံဝန်နဲ့ပြန်လွတ်ပေးခဲ့ခြင်းလည်းဖြစ်ပါရယ်ခင်ဗျာ။ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီး တော်လန်နေတဲ့ကိုဂျင်းတို့ရင်းရောက်ရှိနေပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှာဆုတောင်းလိုက်ပါရခင်ဗျာ။